င်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗီဒာညွှန်ကြားမှုဦးစီးဌာနကနေအောက်တိုဘာ9ရက်ဒီကနေ့နေ့9နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တို့တွင်မုတ်တုံတွေအားအနေငယ်မှအာတင်တင်ရှိနေပါမယ်ထူးခြားတဲ့အခြေအနေတည်ရနေနဲ့ဒီကနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာချက်များအရာတောင်တိုးပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသောအားကောင်းသောပူပိုင်းမုန်တိုင်းမှတ်မှုသည်အနောက်အနောက်မြောက်ဘက်သို့ရွှေ့ရှားခဲ့ပြီးပုံမှုအားကောင်းလာကတိုင်ဖုန်းမုန်တိုင်းမှတ်မှုဖြစ်သို့ရောက်ရှိခဲ့ပါသည် အဆိုပါတိုင်ဖုန်းမုန်တိုင်းမှတ်မှုသည်အနောက်နောက်မြောက်ဘက်သို့ဆက်လက်ရွှေ့ရှားနိုင်ပြီးနောက်24နာရီအတွင်းတရုတ်နိုင်ငံတောင်ပိုင်းဟိုင်နန်ကျွန်းမြောက်ပိုင်းနှင့်ကွမ်တုံပြည်နယ်ကမ်းခြေဒေသများကိုဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒီကနေ့ညနေထိခန့်မှန်းချက်ကတော့မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာကွက်ကြားနေပြည်တော်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်း၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းတို့တွင်နေရာကြီးကြီး ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနဲ့အေရီတိုင်းဒေသကြီးတို့တွင်နေရာစစ်စစ်၊ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာအနှံ့ပြားမှုထိကြုံရပါမည်။ရွှေရံလုံးပြည့်ဖြစ်ပါသည်။မိုးတိမ်အောင်ဖြစ်ပေါ်မှုအခြေအနေအရစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းနှင့်ချင်းပြည်နယ်တို့တွင်မိုးတိမ်အောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအစိုးပါမိုးတိမ်အောင်များရွေရှားရာနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတက်ခတ်ခြင်း မိုးထစ်ကြုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါတယ်မြမပင်လေးပင်တွင်လှိုင်းတင်တင်ရှိပါမယ်လှိုင်းမြမမြမကံယုံနဲ့တခြားနယ်ကမ်းလုံပင်လေးပင်တွင်6ပီမှ10ပီကန်ရှိနိုင်ပါတယ်နောက်နေ့အတွက်ခံမှန်းချက်ကတော့မြဝကျုံမော်ဒေတာများတွင်ထစ်ချုံမဲ့အခြေအနေများဆက်လက်ဖြစ်ပေါ်နေပါမယ်။နေပြည်တော်ရန်ကုန်မြို့နယ်ဒီတဝိုက်တွဲဒီကနေ့ညနေထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ကြုံရပါမယ်။ရွာရံလုံးပြည့်ဖြစ်ပါတယ်။ မန္တလေးမြို့နယ်နေတဝိုက်အတွက်ဒီကနေ့ညနေထိခန့်မှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာနေပါတယ်။ရွာအရနှုံ60ဖြစ်ပါတယ်ရှင်။